ပြည်သူများလုံးမင်္ဂလာခင်ဗျဒီနေ့မှာတော့ဇပန်နိုင်ငံကနေပြန်ရောက်တာနဲ့ပေါ့လေထိုင်းနိုင်ငံကသူ့မိအိမ်စီကိုရော့ထန်ကသွားလေခဲ့တဲ့အကြောင်းလေးပြောပြစင်ပါတယ်။ဒါနဲ့မိခင်ကြားကနေချစ်ချင်းတရားဆက်နွယ်မှုမြင်ကွင်းလေးတွေပေါ့လေရော့ထန်အိမ်ပြန်တဲ့မြင်ကွင်းလေးသူ့မိကိုနှုတ်ဆက်တဲ့မြင်ကွင်းသူ့မိကနေအိမ်မှာဘူးလုံးနေ ချိန်ပြီးတော့ပွဲတော်တစ်ခုလာသူသားကိုကြိုဆိုခဲ့တဲ့ဓာတ်ပုံတွေဟာထိုင်းသတင်းမီဒီယာထံမှာအရင်ပဲရေးပန်းစားခဲ့ပါတယ်။လက်တွန်းလဲနဲ့သွာလာနေရဖြစ်တဲ့ရော့ထန်ရဲ့အမေဟာအိမ်ကိုသူသားရောက်လာတဲ့တပြိုင်နက်သူသားကိုထွေးပေးပြီးတော့စီကြိုပြီးတော့အဲ့လိုနန်းခဲ့တဲ့ဓာတ်ပုံလေးတွေဟာတော်တော်လေးကိုကြည်နူးစရာကောင်းပါတယ်ဗျ။တွန်းလဲစီပြီးတော့သွာလာတဲ့အရွယ်ကိုပေါ့လေရောက်လာခဲ့ဖြစ်ပေမဲ့သားပေါ်မှာထားရှိတဲ့ရော့ထန်အမေရဲ့အချစ်တွေကတော့ဟုတ်ငယ်ငယ်တုန်းကလိုပဲနှုတ်ပြလက်ဆက်နေကြပါပဲ။ရော့ထန်ဟာ လက်ထပ်ပြီးရနောက်ပိုင်းမှာဘာသာကူပြောင်းသွားခဲ့တယ်။အရင်တုန်းကသူကဗုဒ္ဓဘာသာကိုကိုယ်ယ်လူအဲ့ရနေသူဒီအစ္စလာမ်ဘာသာကိုကူပြောင်းသွားခဲ့တယ်ပေါ့လေ။ဒါပေမဲ့သူ့အတွက်အမေရင်ဟာအမေရင်ဖြစ်နှွေးထွေးမှုတွေပြည့်နှံ့နေစေပဲဆိုတာကိုတော့ကျွန်တော်တို့အဲ့တပ်ပုံတွေထဲမှာမြင်တွေ့ခဲ့ရတယ်ဗျ။အိမ်အလေလာတဲ့သားဖြစ်သူတော့ထံကိုသူ့ရဲ့အမေကအနန်းနဲ့စီကြိုနှုတ်ဆက်ခဲ့တယ်။အဲပြီးတော့သူ့သားကြိုက်တဲ့တာတွေကိုချက်ပြုတ်ထားတယ်။ရောထန်နဲ့သူရောထန်ရဲ့ဇနီးတဲ့အီတာလေးလိုက်လာခဲ့တာဟုတ် ။အားပြီးတော့ထန်းနဲ့အီတာတို့အဲ့မှာအတူတူထမင်းစားကြတယ်။ထမင်းတော်မဟုတ်ပြအဓိကတော့မိုးရင်းကားနဲ့အကြော်နဲ့အဲ့လိုကျွေးတာ။အဲ့ဒါပြီးတော့လည်းနောက်ထပ်စီမံပေးတာကြီးရှိတယ်ဗျာ။သူ့အမျိုးတွေကဖော်ဖော်ရရအောင်စီမံထားတာအများကြီးပဲ။ဗီဒီယိုပိုင်းတွေကိုကြည့်ရင်ကိုတော်တော်ကြည်နူးစရာကောင်းနေတာ။အဲ့လောက်အထိကိုသူ့ဆွေမျိုးတွေကစီစဉ်ပေးထားတာကျွန်တော်တွေ့ခဲ့ရတယ်။ပြီးတဲ့အချိန်မှာရော့ထန်ကအဲ့လိုပေါ့လေ။ဘလက်ကလထိုင်းလေးတစ်ခုမှထား။ထိုင်ပြီးတော့သူကသူ့မိအိမ်ကိုလာသမျှသူ့ရဲ့အမျိုးအားလုံးကို သူအဲ့လိုရရှိထားတဲ့ဝင်ငွေတွေကပေါ့နော်တယောက်တယောက်မုံဘိုးလိုပုံစံပြီးတော့မုံဘိုးဆိုရင်တော်တော်များတယ်ဗျခလေးတွေကိုပေးတဲ့မုံဘိုးတော့တော်တော်များတယ်အဲ့လိုလူလက်ပန်းအရွယ်တွေဘာတွေကအစဘရဒါအသေးချာပေးတာပေးပြီးတော့အားလုံးမိသားစုတွေစုပြီးတော့ဓာတ်ပုံရိုက်ကြတယ်အမျိုးရင်းနဲ့အတူတူရောထန်ကဓာတ်ပုံရိုက်ကြတယ်လေကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့လေရောထန်နဲ့သူ့အမေဟာခုငငယ်လေးတုန်းကအတုပအိမ်နေအလူအိမ်နေမှာပကံလိုက်စေးရတယ်ပေါ့ဖြတ်တန်းခဲ့ရတာတကယ်လို့ရောထန်ငငယ်လေးတုန်းကသူ့အမေက သူ့သားကိုအဲ့လိုရှာဖွေကျွေးမွေးခဲ့တာပေါ့လေရောထန်ကတိရစအရွယ်ရောက်တော့အမေနဲ့တူလက်ပကန်းဆေးအဲ့လိုလောက်အောင်ပေါ့တကယ်ကတော့သူတို့မိသားစုရက်တီဖို့အတွက်ငွေကြေးလေးရမလားဆိုပြီးတော့သွားလို့တယ်ဒါခါလေရောက်တော့အဲ့အိမ်ကငွေမရဘူးသူတို့စားစရာတောက်စရာတွေပဲပေးပြီးတော့ပြန်လွတ်လိုက်ကြတယ်ပဲရှိခဲ့တယ်ဆိုတာမျိုးလေဟိုရောထန်ကပြောပြခဲ့တယ်ပေါ့လေအဲ့လို အနေထားကနေသူ့အမေဟာရောထန်ကိုဒီနေ့ဒီလိုအနေထားစီရောက်လာအောင်တွန်းတင်ပေးခဲ့တာပါအစွမ်းကုန်ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်ဗျ ရော့ထန်ဖိုက်တာဖြစ်ရှင်တဲ့အိမ်မက်ကိုသူ့မေဟာသူရတဲ့ဘက်ကနေစူးစမ်းပြီးတော့တွန်းပို့ပေးခဲ့တာဖြစ်ပါတယ်အခုတော့ရော့ထန်ကလည်းတကယ်ကိုဖြစ်ထုံးသွားခဲ့ပြီဆိုတော့သူ့မိသားစုသူအများကြီးပြန်ကြည့်တယ်သူ့မိဘတွေကသူအများနဲ့ဥထိတ်ထားတယ်လို့လည်းရော့ထန်ကပြောသွားခဲ့တယ်ဗျပြီးတော့ထာခဲဦးနဲ့ပွဲမှာရော့ထန်ဟာထိုးကြီးတည်တံ့55တန်းလောက်ရခဲ့တယ်ပေါ့လေအဲ့တော့သူ့အနေနဲ့ဒါပြောရမယ်ဆိုရင် ဝမ်းမှာထိုးကြီးအမြင့်ဆုံးဖိုက်တာတယောက်လည်းဖြစ်သွားခဲ့ဖြစ်ပါတယ်ရှေ့လာမဲ့ပွဲစဉ်မှာတော့သူ့ကိုဟက်ကာဒီနဲ့ပွဲတယ်ပေးလိမ့်မယ်လို့သတင်းတွေထွက်နေတယ်အဲတယောက်နဲ့တယောက်အပြန်အလှန်လေကြိုက်တာတွေလည်းရှိနေတယ်ပေါ့လေဒီတော့ဟက်ကာဒီနဲ့ထိုးဖြစ်ခဲ့မယ်ဆိုရင်တော့ရော့ထန်ဟာဒါသူ့ရဲ့ကစားသမားပေါ်ဖြတ်တန်းမှုမှာဟက်ကာဒီနဲ့တတိယအကြိမ်နောက်တွေ့ဆုံဖြစ်လာမှာပါဟက်ကာဒီကလည်းရော့ထန်နဲ့ထိုးကျင်သလိုရော့ထန်ကလည်းဟက်ကာဒီပခုံးထက်မှလွယ်ထားတဲ့ခပတ်လေးကအရန်လာတယ်တဲ့သူလိုချင်တယ်လို့ပြောထားတော့သူတို့နှစ်ယောက်ကိုဝမ်းကတကယ်ပဲစွဲကပ်ပြီး ပွက်တယ်ပေးလိုက်လိမ့်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရပါလိမ့်မယ်အခုချိန်မှာတော့ရောထန်ကသူ့အနေနဲ့အတိုင်းတရရဲ့အထိအနားယူမယ်လို့ပြောထားတယ်ဗျဘာပြောရောထန်ရဲ့ဟိုဒီလိုနိုင်ဝဲရလာချိန်မှာသူ့အမေကိုသွားပြီးတော့တိတက်မှုရဲ့နောက်တစ်ခုကသူကြွယ်ဝလာချိန်မှာအမျိုးတွေကိုပြင်မထားပဲနဲ့အဲ့လိုပေါ့လေသူရတဲ့အထက်ကကလေးဆိုရင်လည်းမုံဖို့ဒူလက်ပိုင်းဆိုရင်လည်းအဲ့လိုသုံးဖို့ဘာညာအဲ့လိုထုတ်ပေးတဲ့ဥစ္စာလေးတွေကတကယ်ကိုချီးကျူးစရာကောင်းတဲ့စိတ်သက်ဖြစ်လို့ရော့ထန်ရဲ့အိမ်ပြန်ခီးမှတ်တမ်းလေးကိုပြည့်သက်တည်သိရအောင် တော့ပြတ်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ